အားလုံးမင်္ဂလာပါစစ်စစ်သားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးချက်ကြည့်ကြည့်ပေါ့ကျွန်တော်တို့ပထမတက်ကတ်နေနေပေါ့နော်843 903နော်843 903လို့ရိုက်လိုက်တာ ਨੇ သူ့အောက်တက်တယ်ပေါ့နော်ဒါကျွန်တော်ကြင်ရတော့မကြီးတော့ဘူးဘာတကူရည်ကြည့်လိုက်ပေါ့နော်ဘာတကူနော်ရည်ကြည့်လိုက်ဩမထူပါဘူးနော်ရှိလေးတုံ903เนาะ123456 08 8ကြိမ်မှာ493လို့ထွက်တယ်เนาะ သူနဲ့ချင်းရင်ดูပေါ့နော်သူကနေနော်ကျွန်တော်တို့အသေး1 2 3 4 5 6 8 9နော်6 5လေးလို့ထွက်တယ်နော်6 5လေးကနေ1 2 3 4 5နော်3 9လို့ထွက်တယ်ဒီနှစ်3 4 5เนาะလီလီကိုလို့ထွက်တယ်เนาะလီလီကိုကနေကျွန်တော်တို့သူ့အောင်တပင်ချာမှာเนาะခွန်3ည4ဆိုတာเนาะထွက်ထားတယ်ခွန်3ည4ကကျွန်တော်တို့ဒီကနန်းဗျเนาะကျွန်တော်တို့ဒီ8 4 3 5ခွန် တုံးလို့ရိုက်ထားတဲ့ဒီခါတုံးလုံးထောင်ထားတဲ့เนาะခွန်တုံးညာလေးဆိုတဲ့ကနဒီမှာတစ်ထားတယ်ပေါ့เนาะအဲ့လိုပြပြီးတော့သူကနေသွားလိုက်ပေါ့เนาะကျွန်တော်တို့သူ့ရဲ့ဘောကနေ1 2 3 4 5 6ခွန်8 9ချိန်မှာခွန်8 9လေးရိုက်ထားတယ်ခွန်8 9ရဲ့ဒဗင်ချာမှာရိုက်ထားတဲ့ကနန်းကเนาะသူလိုဒဗင်ချာမှာရိုက်လိုက်တဲ့ကနန်းကကျွန်တော်တို့တုံးညာ9တုံးအဲ့တုံးညာ9တုံးကကျွန်တော်တို့ဒီကနန်းကိုပေါ့เนาะ903ရဲ့ထက်က 930ပေါ့နော်9300ရက်ထက်က930သူကဘာလို့လဲဆိုတော့934လို့ထောင်ထားတဲ့ကဏ္ဍဒီမှာတပင်းချာမှာထည့်ပြီးတော့နော်သူ့ရဲ့အပေါ်ကနော်930อ่ะနော်869ရဲ့တပင်းချာမှာလိုက်ထည့်ထားတာပါနော်3930ဆိုပြီးလိုက်ထည့်ထားတာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့နော်သူ့လိုပုံတူပဲဗျနော်683 930လို့ထွက်ထားတယ်နော်သူ့လိုပုံတူထည့်ထားတယ်အဲ့လိုပုံတူထည့်ထားပြီးသူကနေ1 2 3 4 5 6 9 8 8ကြိမ်ပါပဲ ကျွန်တော်တို့သူလိုပဲပြန်ရိုက်ထားတယ်ပေါ့နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်တို့3 2 3 4 5 6 9 9ချိန်မှာလဲ5 6 6သူလိုပဲရိုက်တယ်နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်တို့3 2 3 4 5 5ချိန်မှာလဲကျွန်တော်တို့3နှုတ်ခွန်သူရှေ့ကတ်လိုပဲရိုက်တယ်အဲ့လိုကြိုက်ပြီးတော့ကျွန်တော်တင်း2 3 4 5เนาะလီကိုလီလီကိုလီရဲ့လည်းသူ့လိုလီလီကိုကเนาะလီကိုလီလိုလည်းရိုက်ထားတယ်အဲ့လိုရိုက်ထားပြီးသူ့ရဲ့ တပည့်ကျော်မှာ3ကိုနှစ်လို့ရိုက်ထားတယ်ဒီ3ကိုနှစ်3ကိုတက်လို့ရိုက်ထားတယ်ဒီ3ကိုတက်ကဘယ်ဟာ3ကိုတက်လဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးလိုက်ထားတဲ့483 53ခွန်အဲ့လိုရိုက်လိုက်တဲ့ကျွန်တော်တို့3 1ကိုဆိုတဲ့ကဏ္ဍကကျွန်တော်တို့ခုနကကျွန်တော်တို့4 4ရဲ့အောက်မှာ3ကိုတက်လို့သူလိုက်ခဲ့တယ်ဒီချိန်တော့ဒါအကူဒီမှတ်မိရနော်ဒါကျွန်တော်ထည့်ခဲ့တဲ့ line တွေပါနော်အဲ့ဒီကနေတွားလိုက်ကျွန်တော်တို့ဒီ၄၉၄ကနေ၁၂၃၄၅၆ခွန်၈၉ချိန်မှာဒီမှာ၉ခွန်၈လို့ရိုက်ခဲ့တယ် နော်ဒါကျွန်တော်အရင်ပွဲတုန်းကလည်းဒါပြခဲ့ပါတယ်နော်ကိုကွန်ရှစ်လူထီထီပေးထားတယ်သူ့အောက်တပင်ချာမှာထွက်ထွက်မဲ့ကနန်းနော်6ခုနဲ့အဲ့6ခုနဲ့ကဘယ်ကကနန်းလဲဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောထားတဲ့၄ရှစ်3နော်5 3ခုလို့ရိုက်တယ်အဲ့လိုရိုက်ပြီး3 1 9ဆိုတဲ့အထောင်ကနော်ကျွန်တော်တို့ခုနလေးလေးလေးကိုလေးလို့ရိုက်ထားတဲ့တပင်ချာမှာထည့်တယ်လို့သူကလည်းနော်ဒီ5 3ခုရဲ့အပေါ်က2 6ခုကနော် 98ရဲ့အောက်တမန်ကြောင့်မှာ62လို့ထည့်နိုင်တယ်ပေါ့နော်ထည့်နိုင်တယ်ပေါ့ဒါကတော့ရွှေဆိုင်ဆိုတော့အာထိုးရမယ်ပေါ့နော်အာထိုးရမယ်ဒါပေမဲ့ဒီ62ကိုတော့တင်ထိုး62ဘာလို့တင်ထိုးခိုင်းတာလဲဆိုတော့ကျွန်တော်တို့ဒီချက်ကြည့်ပါနော်ကျွန်တော်ရဲ့မစ္စတာငယ်ချင်းများအားလုံးဒါလေးကလည်းသူကလေးကက်စီလေးပေးနိုင်တယ်ပေါ့နော်လေးကက်စီလေးပေးနိုင်တယ်ကျွန်တော်တို့ဒီအခွနဲ့ဒါကတော့3ခွန်တက်နော်3ခွန်တက်ကကျွန်တော်တို့ဒီကပွဲဦးက3ခွန်တက်ပေါ့နော်3ခွန်တက်နော်သူကလေးကက်စီပေးထားလို့ပေါ့ ဒီအခွားနဲ့ခါနဲ့ရှိတယ်နော်အခွားခုနဲ့တခါနဲ့ရှိတယ်အခွား၉နဲ့၉ခါနဲ့ရှိတယ်အခွား၄နဲ့၄ခါနဲ့ရှိတယ်ဒီရတော့လည်းဒါအကူဒီမှတ်မိရနော်၈၄၀တောင်းလဲနော်၈၄၀၀မှတ်မိရနော်သူကဒီအခွားနဲ့နော်ခွားတက်နဲ့နော်ခွန်ခါနဲ့ရှိကိုရှိရနှစ်ခါကျွန်တော်တို့တက်လို့သူကဒီကခွန်ထိတ်နဲ့နော်ကျွန်တော်တို့ခွားလေးနဲ့ရှိရနှစ်ခါတက်လို့ထိလိုက်လို့ရှိရင်ကျွန်တော်တို့ဒီကနန်းပေါ့နော် သူထောင်ထားတဲ့681ဆိုတဲ့ကဏ္ဍကနော်ကျွန်တော်တို့ဘယ်မှာလိုက်လဲဆိုတော့သူကနေနော်ထောင်ထားတဲ့နော်ဒီ681ဆိုတဲ့ထောင်ထားတဲ့ကဏ္ဍကတစ်ချိန်နဲ့ကျွန်တော်တို့တစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခုနှစ်နှစ်မြောက်ထဲမှာလိုက်တယ်ပေါ့နော်ခုနှစ်နှစ်မြောက်ထဲမှာကျွန်တော်တို့681လို့သူလိုက်တယ်နော်ဒီချက်ကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးရှင်စေသားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး ဖိုင်ကခုနှစ်ဖိုင်နော်ချိန်၄၀စစ်ဆိုင်သေးတယ်နော်အသုံးကစီခုနှစ်ဖိုင်ကိုကျွန်တော်ပို့ပေးရတာနော်တခြားတည်ထားတဲ့ဆိုင်တွေတော့ဆိုင်တွေတော့ကျွန်တော်မပို့တော့ခုနှစ်ဖိုင်ဆိုတော့နော်ကျွန်တော် main ကနော်ရွေးကိုရွေးချယ်ထားတဲ့ပညာသားပါပါနဲ့ပြထားတဲ့ဆိုင်ကိုပဲပို့ပေးတာပါဒီသုံးလုံးရှိတယ်ရှိရနှစ်ခက်ဒီကနှစ်ထိတ်နဲ့နော်ခွာကူးနဲ့တစ်တယ်နော်အခွားနဲ့နော်ခါနဲ့ရှိတယ်ရှိရနှစ်ခက်ထိတ်နဲ့အခွားနဲ့ပြန်တစ်တယ်အဲ့လိုတစ်လိုက်တာနဲ့ เนาะကျွန်တော်တို့အဲ့လိုတက်လိုက်တာနဲ့ဒီကဏ္ဍပေါ့เนาะ9 3ည9ဆိုတဲ့ကဏ္ဍကတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်ထဲမှာ990လို့လိုက်ထွက်တယ်เนาะ990လို့လိုက်ထွက်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကအခွား9နဲ့9ခါနဲ့ရှစ်တယ်ရှစ်ရနှစ်ခါဒီက3ညထိတ်နဲ့ခွားတက်နဲ့ကိုတက်ထားတယ်เนาะရှစ်ရနှစ်ခါဒီထိတ်နဲ့အခွားနဲ့ပြန်တက်လိုက်လို့ရှိရင်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်ထဲမှာเนาะ ခုနှစ်နှစ်မြောက်ထဲမှာကျွန်တော်တို့ဒီကနန်းပေါ့နော်တုံ၄၃၄ပေါ့နော်အခွာ၉နဲ့နော်၉ခါနဲ့ရှစ်တယ်၃ညခါနဲ့အခွာနဲ့ပြန်တက်တယ်အဲ့လိုတက်လို့နော်ရှစ်ရက်နှစ်ခါတက်လို့ထဲလို့ရှင်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်နော်ခဏလေးနော်ခဏလေးခဏလေးဒီကနေ့ရရမှာပေါ့နော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ထဲမှာ ုံညတုံညလေးလို့သူလိုက်ထွက်တယ်เนาะတုံညလေးလေးပေါ့เนาะဒီကလေးတုံညလေးอ่ะတုံညလေးလေးလို့ထွက်တယ်เนาะတခြားကြည့်ပါเนาะအခွားနဲ့ခါနဲ့ရှိတယ်ရှေ့ရက်နဲ့ကเนาะကျွန်တော်တို့ထိတ်နဲ့အခွားနဲ့ကိုပြန်တက်ထားတယ်အဲ့တက်လို့ထည့်လိုက်တာနဲ့ဒီ6သူ့ရဲ့ဇောင်းကနန်းပေါ့เนาะ6 8တက်လို့ထောင်လိုက်တာနဲ့เนาะ6 8တက်ကကျွန်တော်တနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာเนาะဟိုကဒီမှာလိုက်ထွက်ထားတယ် ဒီမှာလည်းအဲ့လိုပဲအခွနဲ့နော်ခေါင်းနဲ့ရှစ်တယ်ရှစ်ရနဲ့ကထိတ်နဲ့အခွနဲ့တစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဇောင်းကဏ္ဍက9 3ည9ဆိုတဲ့ကဏ္ဍကကျွန်တော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်9နှစ်မြောက်ထဲမှာ9 9တယ်လို့လိုက်တယ်ဒီမှာလည်းအခွ9နဲ့9ခါနဲ့ရှစ်တယ်တုံညာထိတ်နဲ့အခွားနဲ့ပြန်တက်ထားတယ်ရှေ့ရနဲ့ခက်တက်လို့ထည့်လိုက်တာနဲ့ဒီကကျွန်တော်တို့သူ့ရဲ့ဆောင်းကဏ္ဍကကျွန်တော်တို့လေးတုံညာလေးဆိုတဲ့အထောင်ကတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ထဲမှာတုံညာလေးလေးလို့ထွက်ပါတယ်ဒီမှာလဲ तू က ဒီကအခွာလေးနဲ့လေးခါနဲ့နော်ရှစ်တယ်ရှစ်ရက်နှစ်ခါကျွန်တော်တို့ဒီက3ထိတ်နဲ့အခွာရှင်းနဲ့ကိုတစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဇောင်းကဏ္ဍကကျွန်တော်တို့6ခွန်နှစ်ဆိုတဲ့ကဏ္ဍကကျွန်တော်တို့တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာနော်6ခွန်1ခွန်2ပေါ့နော်ဒီ6ခွန်နှစ်ဆိုတဲ့ခါသုံးလုံးအထောင်ကနော်တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ထဲမှာနော်6ခွန်2ပါ နော်6ခုနှစ်ငွေကနန်းမလိုက်သေးပါဘူးနော်ခုဒီချိန်မှာဟိုမှာလဲသူကဒီမှာ6ခုနှစ်လို့သူကထည့်ကျင်တာပေါ့အဲ့လိုထည့်ကျင်တာကကျွန်တော်တို့ဘာလို့ဒီ6ခုနှစ်ကိုတင်ထိုးခိုင်းတာလဲဆိုတော့ဒီချာကြည့်ပါနော်ကျွန်တော်ရေမိတ်ဆွေငွေချင်းများအားလုံးနော်ကျွန်တော်တို့ဒါတွေကအကူတွေမှတ်မိပါတယ်ခါသုံးလုံးတစ်စီလို့ဖြစ်ထားတဲ့ဘေးမှာဒီချိန်မှာတော့အိုးခဲ့တာနော်အဲ့မှာမကြလာဘူးဒီမှာလဲသူကခါသုံးလုံးတစ်စီလို့ဖြစ်ခဲ့တယ် ဒီချိန်မှာကျွန်တော်မလာနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီသူ့ထက်မှာစီနီယံကြခဲ့လို့เนาะဒီချိန်မှာမလာနိုင်ဘူးလို့ခါသုံးလုံး30တာဖြစ်တာလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာကခါသုံးလုံး30ဖြစ်တယ်เนาะ၄နှစ်၄လို့ခါသုံးလုံး30လို့ဖြစ်တဲ့ဘေးမှာเนาะခါးထိုင်လဲဖြစ်ရမယ်เนาะသူဝင်လာတဲ့ကနန်းကိုလဲเนาะရီးပြီးမှကွက်တိဝင်ပြီးမှကြာကြာမယ်ကနန်းเนาะ ဒါမှမဟုတ်ခြုံရင်းချက်တော့ရှိတယ်ဒီချိန်မှာမှမထွက်ခဲ့လို့ရှိရင်ဒီချိန်မှာတော့ပြန်ထိုးပေါ့ဗျာနော်ဒီချိန်မှာတော့ပြန်ထိုးဒီချိန်မှာဘာလို့တက်ပြောရဲတာလဲဘာလို့အောတာလဲဆိုတော့ကျွန်တော်တို့ကဒီမှာကနော်စီနီယာနော်ဒီစီနီယာလောက်ထားတယ်ဒီစီနီယာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်နော်ခုနှစ်ချိန်ရှစ်ချိန်မှာစီနီယာထည့်ထားတယ်နော်အဲ့စီနီယာကိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်မှာစီနီယာထည့်ခြင်းလို့လားနော် ကိုကနန်းလည်းကွက်တီဆိုတော့နော်ကနန်းဆိုင်ပေါ်မှာပဲဆုံးဖြတ်ပြီးတော့ပညာသားပါပါနဲ့ဒါကျွန်တော်ကပြပြီးတယ်အကူတို့ပိုင်းကြည့်ထိုးနော်ဒီမှာလဲစီနီယရ၈ချိန်ကွာဒီမှာလဲစီနီယရ၈ချိန်ကွာမှာလဲစီနီယဒီကနေ၈ချိန်ကွာလဲစီနီယထည့်တာတဲ့သူ့နေထဲမှာခွား၆လို့ထည့်လို့ရှင်စီနီယထည့်တယ်သူ့နေထဲမှာနော်၆ခွားလို့ထွက်လို့ရှင်သူ့နေထဲမှာစီနီယလို့ထွက်တယ်ဒီမှာလဲသူကစီနီယအောက်မှာ၆ခွားလို့ပြန်ပေးထားတယ် 6ခွက်လို့ပေးလိုက်တာနဲ့သူ့အောင်မှာစီနီယံနဲ့ဒါကျွန်တော်ကွတ်တီကိုနော်ထည့်ထားတဲ့ယူဆနော်ကွတ်တီထည့်ထားတဲ့ကနန်းမှာအော်ကနန်းကနော်ဒဲကိုတော့တင်ထိုးလိုက်ပေါ့ဗျာနော်အာကိုတော့ညံလိုက်နော်ခါတိုင်းလဲဝင်ရမယ်ကနန်းလုံးကြီးလဲကွတ်တီဝင်နေရမယ်ကျွန်တော်အဲ့ဒါနဲ့អော်တာပါနော်စီနီယံလည်းဖြစ်ရမယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကဲကောင်းပြီဒီ 6ခုနှစ်ကနော်တနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ6ခုနှစ်လို့ပြောဖို့ပါနော်ဒီမှန်ကကျွန်တော်တို့ကိုအပိတ်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 လို့သူလေးကက်စီထည့်ထားတယ်ဒီကိုဘိတ်ကပဲကိုရဲ့နှက်ခတ်ကျွန်တော်တို့သူ့နှစ်ထဲမှာ6ထိတ်ကိုလိုက်ရှာကြည့်လိုက်ပါနော်6ထိတ်လို့ထွက်လို့ရှိရင်၄ခါနော်ဒီ၄ခါတော့ပြောင်းသွားတယ်ပေါ့နော်၄ခါတော့နော်သူကစီညာနဲ့ထည့်သွားတယ် 6ထိပ်เนาะနှစ်အပိတ်နဲ့เนาะ64နှစ်ဆိုတဲ့ကဏ္ဍကိုသူထည့်ထားတယ်ဒီမှာလည်းအဲ့လိုပဲ6ပိတ်6ရဲ့နှစ်ခတ်6ထိပ်6ထိပ်သူဝင်လာတယ်၄ခါပြီးတော့5ခါလို့ဝင်တယ်เนาะအဲ့5ခါလို့ထည့်ပြီးတော့သူကဒီက6ထိပ်နဲ့နှစ်အပိတ်နဲ့65နှစ်ဆိုသူထည့်ထားတယ်ဒီမှာလည်း6အပိတ်6ပိတ်ကို6ထိပ်လိုက်ရှာကြည့်လိုက်ပါเนาะ6ထိပ်လိုက်ရှာကြည့်လိုက်တော့ကျွန်တော်တို့ကဒီမှာက၄ထိပ်5 4ခါ5ခါ ကျွန်တော်တို့က6ထိတ်ကို6ခါနဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့66နဲ့ထွက်တယ်ကိုယ့်ရဲ့နှက်က6ထိတ်လည်းဖြစ်ရမယ်ဒီမှာကကျွန်တော်တို့က4ခါ5ခါ6ခါနဲ့လည်းသူထည့်ထားပြီနော်နှစ်အပိတ်ကလည်းထည့်ရမယ်ဆိုတော့662ဆိုတဲ့ကနောင်ထည့်လိုက်တယ်ဒီမှာကျွန်တော်တို့နောက်ဆုံးချက်အနေနဲ့ကိုယ့်အပိတ်လို့သူနှစ်ဦးမှလောက်ထားတယ်ကိုယ့်ရဲ့နှက်က6ထိတ်နော်6ထိတ်နော်ကိုယ့်ရဲ့နှက်ကကျွန်တော်တို့6ထိတ်လို့သူငင်မယ်နော် ့6ထိပ်လို့ဝင်လိုက်လို့ရှင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့4ခါ5ခါเนาะကျွန်တော်တို့6ခါเนาะ6ခါเนาะခွန်ခါလက်ကြနေတာ6ခွန်တွဲကျွန်တော်တို့နှစ်အပိတ်ကလည်းဖြည့်အောင်မယ်ဆိုတော့ကျွန်တော်တို့က6ခွန်နှစ်ဆိုတော့ဒဲကိုနော်တင်ထိုးပြီးတော့အာကိုရန်လိုက်ပါလားဒီဒဏ္ဍနဲ့ပတ်သက်လို့ပေါ့နော်ဒါကြိုက်နှစ်သက်တယ်ဆိုရင်ပေါ့6ခွန်နှစ်နော်အာလုံးဒါကတော့ဒစ်တယ်ပြီးတာပေါ့နော်သူလိုင်စက်နဲ့သူနော်လုတ်ပေးတာပေါ့ အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်62နော်62နော်ဒဲပေါ့နော်ဒဲကိုတင်ထိုးအောင်ရမှာနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးခဏဆက်ကချိန်20အတွက်ခဏဆက်ကကျွန်တော်စီနီယံကိုနော်ကွက်တိခါလဲဝင်ရမယ်ကျွန်တော်တို့ခဏလုံးကြီးနဲ့လဲကွက်တိဖြစ်နေရမယ်အဲ့လို site ကို order ပါနော် ားလုံးအားလုံးကံကောင်းကြပါသေးဗျနော်6ခုနှစ်သေးပါ